ရုနာเนาะအဲ့ဒါထနေနေလေးပဲကွာတယ်အိုင်းမလေးတုံးတယ်ပမာမလေးတုံးတယ်မယ်စုံခါအားလုံးပဲဝင်လာပါခင်ဗျာโอเคဒီคลิปလေးထဲမှာကျတော့ကျွန်တော်ဒီထိုင်းနဲ့ပမာစကားနှိစက်တဲ့ဟာလေးတွေကိုလာပြီးတော့မှမျက်ဝေပေးချင်တယ်ပေါ့เนาะထိုင်းနဲ့ပမာစကားလို့ပြောလဲလို့ရှိရင်တော်တော်များများကမတူဘူးပေါ့เนาะအရင်ကွာဟတဲ့အာဘာသာစကားအရာဆိုရင်အခြေခံလေးတောင်မတူဘူးလို့ပြောကြတယ်ဒါပေမဲ့ တူတဲ့ဟာလေးလည်းရှိတယ်ပေါ့နော်အဲ့ဟာလေးပါလေးဖြစ်မလဲဆိုတော့ကျွန်တော်တူတူလေ့လာကြည့်ရအောင်ပေါ့နော်အဓိကတော့ကျွန်တော်ဒီထိုင်းနဲ့ပမာစကားနှိစက်ရချင်းတွေပေါ့နော်ကျွန်တော်ဒီကိုးကွယ်တဲ့ဘာသာတရားကြောင့်ပေါ့နော်မြန်မာနိုင်ငံမှာဆိုရင်လည်းကျွန်တော်ဒီဗုဒ္ဓဘာသာကိုကိုွယ်တဲ့အနေနဲ့ပါဠိဘာသာစကားကိုတိတ်မစိမ့်ကြဘောเนาะ။ဟိုင်းမှာလည်းအဲ့လိုပဲဒီပါဠိဘာသာစကားတွေကိုဒီဘယ်လိုပြောရမလဲဗုဒ္ဓ ဘာသာအလျောက်ပေါ့နော်ကျွန်တော်ဒီဖျားစာတွေပါရွတ်တဲ့အချိန်မှာဆိုရင်ဘာဒီဘာသာစကားနဲ့မကင်းလွတ်ကြပေါ့နော်အကြောင်းမလို့အဲ့မှာကျွန်တော်ကမွေးစားစကားလုံးတွေတူတယ်ပေါ့နော်ဥပမာမြန်မာပမာပမာလူမျိုးတွေဆိုရင်လည်းဒီဘာဒီဘာသာစကားနေစင်တက်လာတဲ့စကားလုံးတွေတွေကိုမွေးစားထားတယ်ပေါ့နော်တချို့ဟာတချို့ဟာတွေဆိုရင်ပေါ့ဟိုင်းမှာဆိုရင်လည်းအဲ့လိုရှိပါတယ်အကြောင်းမလို့တူလို့ဘယ်ဟာလေးတွေရှိမလဲဆိုတော့ကျွန်တော်တူတူလေ့လာကြည့်ရအောင်ပေါ့နော်ပထမဆုံးစကားလုံးပေါ့ပမာလို့ဆိုရင်တော့ဖျားပေါ့နော် ဒါပေမဲ့ထိုင်းမှာကျတော့ဖရဖရဖရပမာမှာဆိုရင်ဖရာဖရာလို့ဘာလို့ထွက်သွားလာလဲထိုင်းကကျတော့ဘာလို့ဖရာလို့ထွက်တာလဲဆိုရင်အတိအကျကျောင်းဒီလားရနဲ့ယနေရာမှာသူတို့ကဒီကျွန်တော်တို့ဗာလဲအာထိုင်းမှာဆိုရင်ဗာလိစကားဖြစ်ဒီတက္ကဒပါတာလားအဲ့ဒီဟာနဲ့ဆိုရင်ကျွန်တော်ဒီရနဲ့ယအမြဲတမ်းပြောင်းပြန်ဖြစ်တယ်ဗောနော်ထိုင်းက ရာထတ်တယ်ဆိုရင်ဗမာကယထတ်တယ်ပေါ့အဲ့လိုပုံစံမျိုးအဲကြောင့်မို့ဖရလို့ထတ်တဲ့အချိန်မှာထိုင်းကဖရလို့ထတ်တဲ့အချိန်မှာဗမာကဖျားဖြစ်သွားတာပေါ့နော်ဟုတ်ကဲ့နောက်တစ်လုံးကကျတော့ဓမ္မပေါ့နော်ဓမ္မတရားပေါ့နော်အဲ့ဓမ္မကိုထိုင်းကလည်းရှိပါတယ်ธรรมတစ်လုံး ਨੇ ธรรมဗမာကျဓမ္မ ိုင်းနေရဗာရီပါတာစကားနေယူလာပြီးတုံးတဲ့အချိန်မှာဆိုရင်ဥမာနှလုံးစာဆိုရင်တို့ကတလုံးစာပဲပြောလိုက်တယ်ဥမာဓမ္မဆိုရင်တို့ကဓမ္မကိုပဲယူလိုက်တော့တယ်အဲကြောင့်တို့အတန်ထွက်ကဟမ်လို့ထွက်တော့တော့ဗောနော်ဟမ်ဓမ္မဟမ်တူတူပဲတကယ်တမ်းတူတူပဲဗောနော်အကြောင်းလို့အဲဒီစကားလုံးတွေလည်းကျွန်တော်ကတူတယ်လို့ကျွန်တော်ပြောလို့ရတယ်ဗောနော်နောက်တလုံးကကြတော့ကျွန်တော်ဒီသာဒနာဗောနော်သာဒနာကိုထိုင်းလို့စာစနာ တချို့လဲသာသနာလို့လဲပြောတယ်ဗောနော်ဘာလို့လဲဆိုတော့ဒီတရဲ့အနောက်တလုံးကကျတော့အတက်စင်လိုမျိုးထွက်သွားတာဗောနော်သာသနာသာသနာသာသနာပမာကျတော့သာသနာသာသနာဗောနော်အဲ့ကျတော့ဒီဟာလဲကျွန်တော်တူတယ်လို့ကျွန်တော်ပြောလို့ရတယ်ပြောလို့ရှိရင်နောက်တလုံးကနိဗ္ဗာန်ဗောနော်ပမာလို့ဆိုတော့နိဗ္ဗာန်ဗောနိဗ္ဗာန်ရောက်ချင်လာဗောနော်အာနိဗ္ဗာန်ကိုထိုင်းလို့နိဗ္ဗာန်နိဗ္ဗာန်နိဗ္ဗာန် န်ဘာနော်အဲ့ဒီဘန်ဆိုတဲ့ဟာကဟိုင်းမှာကျတော့ဖန်လို့ဖြစ်သွားတာဘာနော်နိဗ္ဗာန်ပမာလို့နိဗ္ဗာန်ဘာနော်နောက်တစ်လုံးကကျတော့ကျွန်တော်ဒီဒုက္ခဘာနော်ပမာလာဆိုရင်ပမာလို့ဆိုရင်တော့ဒုက္ခဒါပေမဲ့ထိုင်းကထုထုတစ်လုံးနဲ့အဲ့ဒီဒုက္ခဆိုတဲ့ဟာကိုသူကတစ်လုံးနဲ့ထွက်တော့တာဒုက္ခကိုပဲထွက်တော့တာဒါပေမဲ့ဒုက္ခကကျတော့ထိုင်းကကျတော့ထအတန်ထွက်တယ်ဘာနော်ထုလို့ထွက်တော့တာတကယ်တမ်း ီစကလုံးကိုဖြီလိုက်လို့ရှိရင်တော့တုတ်ခါလို့ပဲပြန်ထွက်မှာပေါ့နော်အဲဒါပေမဲ့လည်းထိုင်းနေတော့ညာဆက်တော့ကျွန်တော်ပြောတလို့ပေါ့တကယ်လို့အတက်စင်ပါလာလို့ရှိရင်သူကတလုံးတည်းယူလိုက်တယ်အတက်ဒီ sorry တကယ်လို့နှလုံးပါလာလို့ရှိရင်ပေါ့နော်ပါရီပါရာစကာအတန်ထွက်ကနှလုံးထွက်ရမယ့်ကိစ္စကိုထိုင်းကတလုံးပဲထွက်ပြုတ်လိုက်တယ်ပေါ့နော်ထွက်လိုက်တယ်ပေါ့အကြောင်းလို့အနောက်ကကောင်ကိုအတက်စင်လိုမျိုးလှုပ်ပေးလိုက်တယ်ပေါ့အကြောင်းလို့တလုံးနဲ့ဖြစ်သွားဥမာဒုက္ခအစဉ်သူကထုတ်တလုံးပဲဖြစ်သွားတာပေါ့နော် ပြီးရင်နောက်တစ်ခုကပါဒာပေါ့နော်ပါဒာစာပေအဲ့ဒီပါဒာကျွန်တော်ကိုးကွယ်တဲ့ပါဒာအဲ့ဒါဟာအဲ့ဒီဟာရေပေါ့နော်အဲ့ဒီဟာကိုထိုင်းကကျတော့ပါဒာလို့မထွက်ပဲနဲ့ဟာစာဟာစာပေါ့နော်ဒီပါဒာရက်တွေပေါ့ဒါလည်းပဲကျွန်တော်အာပါဠိပါဒာလို့ပြောရမလားဒါမှမဟုတ်အတက္ကရာဒိဋ္ဌစာပေလို့ပြောရမလားဒီပေါ်တော့ဒါပေမဲ့တူတော့တူတယ်ပေါ့နော်ဖာစာရယ်ပါဒာရယ်ပေါ့နော်နောက်တစ်ခုကျွန်တော်ဒီလပေါ့နော်ဒီလကို အဲထိုင်းလို့ဗောနော်အဲထိုင်းမှာကျတော့ကျွန်တော်ဒီသအတန်ထွက်သအတန်ထွက်မထွက်ပဲနဲ့ကျွန်တော်ကစအတန်ထွက်လိုက်တယ်ဗောနော်ဥမာဥမာကျွန်တော်အဲဓာတုဓာတုဆိုရင်ဆိုတဲ့ဟာကိုကျွန်တော်ကထိုင်းမှာဆိုရင်ဇာထုဇာထုဆိုတဲ့တဘောမျိုးပါပဲအဲ့လိုမျိုးပဲဒီဒီလာမှာဆိုရင်လည်းကျွန်တော်ကစီစီလို့ထွက်တယ်ဗောနော်စင်စင်လို့ဖြစ်သွားလားဗတ်စီလပမာလို့ဆိုရင်တီလအဲ့လိုပြောပြမိမယ်အဲ့လကို ပြုတ်ပြီးတော့မှအတက်စင်လို့လုတ်ပေးလိုက်တာအဲကြောင့်မလို့ဟိုင်းမှာဆိုရင်ဒီလကိုစင်စင်လို့ပဲထွက်တော့ပဲเนาะဒီလလို့မထွက်တော့ပဲနဲ့စင်စင်ဆိုတာစအတန်ဘလို့ထွက်တယ်လဲဆိုရင်ဆက်တော့ကျွန်တော်ပြောတယ်လို့ပေါ့ဒီမြန်မာပမာမှာသုံးတဲ့တာကဟိုင်းမှာစအတန်ထွက်သွားတယ်အဲကြောင့်မလို့ဒီလလို့ပြောတဲ့အချိန်မှာဒီမှာကျတော့ဒီတစ်လုံးနဲ့သုံးတယ်ဒီရောမှကျွန်တော်လအတက်စင်လုတ်လိုက်တော့စင်စင်ဆိုတာ ဖြစ်သွားတာပေါ့နော်ဒါကတော့ကျွန်တော်ဖဲပြတာပေါ့နော်တကယ်တကယ်တမ်းကျတော့အတိတ်ပဲတူတူပဲဘောဟာလာချင်းလည်းတူတူပဲဒါပေမဲ့ဒီပါဠိဘာသာစကားနဲ့ယူလာတုံးတဲ့အချိန်မှဆိုရင်ဗမာကတစ်မျိုးထွက်ပြီးတော့မှထိုင်းကတစ်မျိုးထွက်တယ်ပေါ့နော်အေးနောက်တစ်ခုကျွန်တော်ကကုတူပေါ့နော်ဗမာလိုဆိုရင်ကုတူကုတူလို့ပြောပြမိလဲအတက်ရှင်လေးရှိတယ်အဲအတက်အတက်ရှင်ကလာနဲ့တတ်ထားတာပေါ့နော်အဲ့လိုမျိုးပါပဲထိုင်းမှာလည်းရှိပါတယ်ဒါပေမဲ့တူတူကကုတူလို့မထွက်ဘဲနဲ့ကုဇွန်ကုဇွန် ုဇွန်တကယ်တမ်းတနဲ့စပဲกว่าတော့တာပါတော့ကျွန်တော်ပြောတယ်လို့ပမာမှာဆိုရင်တအတန်ထွက်ပြီးတော့မှဟိုင်းမှာဆိုရင်စအတန်ထွက်တယ်ပေါ့နော်ဥတိုကိုဥတိုကိုဒီဟိုင်းမှာဆိုရင်ဥဇွန်ပေါ့နော်အင်းနောက်တစ်ခုကျွန်တော်ကန်ပေါ့နော်ပမာဆိုရင်ကန်တစ်လုံးနဲ့ကန်ဆိုတော့ကန်တရားပေါ့နော်ဟိုင်းမှာဆိုရင်လဲကမ်ကမ်တာတာတူတယ်နော်ကမ်ကန်ကမ် နော်ဒါလည်းပဲကျွန်တော်ဒီအဲဒီပါဠိပါတာစကားနဲ့စဉ်းစားလာတဲ့စကားလုံးကိုထိုင်းလေးယူတုံးထားတယ်။ဒီမှာလည်းယူတုံးထားတယ်ဆိုတဲ့ဘောပေါ့နော်။ဒီနောက်တစ်ခုကကျွန်တော်ဒီကရုဏာပေါ့နော်။ကရုဏာကျွန်တော်တယောက်နဲ့တယောက်ကရုဏာရှိတယ်ဆိုတဲ့ဟာလေ။ကရုဏာဖြစ်တယ်ဆိုတဲ့ဟာသနာကျင်တဲ့စိတ်တွေပေါ့နော်။အဲ့ဒီကရုဏာကိုထိုင်းလေးရှိပါတယ်။ကရုဏာကရုဏာပေါ့နော်။အတန်ထန်းနေလေးပဲကြွားတယ်။ထိုင်းမှာလည်းတုံးတယ်။ဒီမှာမှလည်းတုံးတယ်ပေါ့နော်။ နောက်တစ်ခုကကျွန်တော်ဒီကထိန်ပေါ့ကျွန်တော်ကထိန်ပွဲတော်ကျင်းပကြမလားထိုင်းမှာလည်းရှိပါတယ်ကထိန်ကထိန်ပမာလို့ကြောက်ကထိန်ထိုင်းရကြောက်ကထိန်ပေါ့နော်ဒါလည်းတူတယ်လို့ကျွန်တော်ပြောလို့ရတယ်နောက်တစ်ခုကကျွန်တော်ကာထာပေါ့နော်ကာထာပမာဆိုရင်ကာထာထိုင်းမှာဆိုရင်ခါထာခါထာเนาะโอเคကျွန်တော်တို့နောက်ဆုံးတစ်ခုပေါ့နောက်ဆုံးတစ်ခုဆိုရင်ကျွန်တော်ပါနေတူမလဲဆိုရင်ကျွန်တော်ရွေးထားတာကတော့အာစရိယ အာစရိအာစလိလို့ကျွန်တော်ပြောပြောနေကြသကလုံးပေါ့နော်အာစရိယဆိုရင်အဲ့ဒါလဲကျွန်တော်ဒီတတကဗေဒစာပေနေလာမဲ့ပုံပဲပေါ့နော်ဒါမှမဟုတ်လဲကျွန်တော်ဒီဘုဒ္ဓဘာသာပါဠိဘာသာစကားနေစဉ်းစားလာတဲ့ပုံအဲကျွန်တော်ပြောလို့ရတယ်ပေါ့နော်ဆိုတော့ထိုင်းမှာလဲအဟာယူတုံးထားတယ်ပမာမှာလဲအဲ့လိုယူတုံးထားတယ်ပမာလိုကကျတော့အာစရိယလို့ပြောပေမဲ့လဲဒီအာစရိယစရိယဆိုတဲ့ဟာကိုထိုင်းအတက်စင်လို့လုပ်ပေးလိုက်တာ ဆိုတော့အစလီရလို့မထွက်တော့ဘဲနဲ့ထိုင်းရဘယ်လိုထွက်သွားလဲလို့ဆိုရင်အာတမ်ဖြစ်သွားတယ်ဗောနော်စာရိယစာရိယဆိုတဲ့ဟာကတာလို့ထွက်သွားတာတာကမှအနောက်ကကောင်ကို အတက်စင်လှုပ်လိုက်တော့အာတမ်ဖြစ်သွားတာအာတမ်အဒီစလုံးအနေမှာထိုင်းရကျတော့စစအတန်ထွက်တယ်ဗောနော်အကြောင်းလို့အာတမ်ဒီကရင်ရေးတဲ့အချိန်မှာခွာပြစ်လိုက်လို့ရှိရင်တော့ပမာနဲ့တူလိမ့်မယ်ဒါပေမဲ့အမျိုးတစ်ပုံပေါ့နော်အဲ ီဘွေးစားစကလုံးလုတ်တဲ့လုတ်လိုက်တဲ့အချိန်မှာဆိုရင်ထိုင်းမှုထိုင်းဟန်နဲ့ပြောင်းသွားတာဗောနော်ပမာဆိုရင်လည်းပမာမှုပမာဟန်နဲ့ပြောင်းသွားတာရှိရလေအကြောင်းလို့ကျွန်တော်အဒါလေးလည်းကျွန်တော်တူတွေ့တူတယ်လို့ကျွန်တော်ပြောလို့ရတယ်ဟုတ်ကဲ့ဒီ clip ထဲမှာကျတော့ကျွန်တော်မမိတဲ့ဟာပဲဒါမှမဟုတ်ကျွန်တော်တတိယတဲ့ဟာပဲယူလာပြီးမှပြောထားတာဗောနော်တကယ်တကယ်တမ်းအများကြီးမှအများကြီးရှိသေးတယ်ဒီပမာစကားနဲ့ထိုင်းစကားတူတဲ့ဟာဗောနော်ကျွန်တော်ရှင်းဆက်လာမယ် clip တွေမှာကျွန်တော်ပြန်ပြီးတော့မှအာထပ်ပြီးလာပြီးအပြောပေးမယ်ပေါ့နော်ဟုတ်ကဲ့ဒီထဲမှာကျွန်တော် လိုအပ်တာရှိလို့ရှိရင်လည်းဖြည့်ပြောလို့ရပါတယ် comment ထဲမှာလာပြောလို့ရတယ်ဒါမှမဟုတ်လည်းအကြံပေးစရာရှိလို့ရှိရင်လည်းကျွန်တော်တို့လာပြောလို့ရတယ်ပေါ့နော်ဟုတ်ကဲ့ကျွန်တော်နောက်နောက်အဲ clip လေးတူတူဒီ Thai စကားဖြစ်ဖြစ် Chan စကားဖြစ်ဖြစ်ကျွန်တော်ပြန်ပြီးတော့မှလေ့လာကြရအောင်ပေါ့နော်အရင်တော့ကတော့ကျွန်တော်မျှဝေဖြစ်တယ်ပေါ့နော်ကျွန်တော်ဒီ one of mine မှာဆိုရင်ဒီ Thai ရော Chan ရောကျွန်တော်မျှဝေဖြစ်ဖြစ်တယ်ခုနောက်ပိုင်းကျတော့တော်တော်ကြံ့ကြရတော့အခုကျွန်တော်ပြန်စမယ်ပေါ့နော်